လူကဘာယူပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဇယိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏိခေတ်မှာလဲမိုးခေါင်နဲ့ရေရှားနဲ့တတော်တွေပြောင်းကုန်နဲ့တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လူတွေလှုပ်တာပဲလေအဲ့လူတွေကဘာလို့လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မကျင်တော်တွေခုတ်တယ်ဆိုတာမောဟ လောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်တာသူတို့ပြုံးကုန်သည့်အတွက်ကြောင့်ယသီဝရုတွေပျက်စီးလာယသီဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ ဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေတဲမှာဘာပါတော့ဆိုလူသားတွေရဲ့ဆရာဆိုးကို၃မျိုးဖော်ပြထားနံပါတ်၁ကဘာတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တမဲ့မှုဒီလိုဆိုလို့တယ်နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံနေကြတဲ့ လူတွေရဲ့ราคะဆိုတဲ့တတ်မဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့သူတို့ဆိုလို့ပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တတ်မဲ့မှုအဲ့ဒါတခုဟောနောက်တစ်ခုကတော့ဝိတမလောဘလူတွေရဲ့တဏ္ဍာမဖြစ်တဲ့အတော်ကိုညီမျှမှုကိုဖြည့်ဆည်းတဲ့မညီမမျှအစွန်းရောက်တဲ့လောဘလို့ဆိုလို့ဝိတမလောဘဆို လောဘဆိုတာဒီလိုချင်တာဆိုတာအစွန်းရောက်တဲ့လိုချင်မှုဆိုတာကိုယ့်ဟာကိုယ်လိုချင်တာကြတော့အစွန်းမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအစွန်းမရောက်ဘူးသူများဟာလိုချင်ရင်အစွန်းရောက်သွားပြီလွန်ကဲတယ်ပေါ့အခုကပြောရမလားနေရနေမှာခရမ်းလွန်ရောင်ချီစွာရှိလာတယ်မဟုတ်လားလူကအန်ရပေးတယ်လေအဲ့ဒါလိုပဲ ဝိသမလောဘစာခယံလုံရောက်ကြည့်လို့ပဲလွန်ကဲတဲ့လောဘအဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခယံလုံရောက်ကြည့် ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလာအတ္တမရာဂဆိုရင်ဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ် ဝိသမလောဘလို့ဆိုတဲ့ဒီမျက်တာမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမကျင့်သုံးနေတိုင်းပြောဆိုကြတယ်ဆိုတဲ့ဒီတဘာဝတရားဒီဇယိုက်သုံးမျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်သုံးမျိုးပဲတဲ့အဲ့ဒီဇယိုက်သုံးမျိုးကြောင့် ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါကလူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာသာမန်လူတွေဓာရီကမသိနိုင်ဘူးလေဓာရီကြောင့်ဖြစ်တယ်လို့မသိဘူးလူတွေသိတာတော့ကြည့်တယ်ဘဝပြည့်တစ်တော်တွေဘာကြောင့်ပြောင်းခုံလို့ပြောင်းတယ်ပဲပြောင်းမှာပေါ့မြတ်စွာဘုရားကမဟုတ်ဘူးလောဘကြောင့်ဒီလိုဆွတ်လို့ပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆွတ်လို့ပေါ့ အဲ့တော့အတွင်းကြကြအရင်ကြကြပြောရမယ်ဆိုလို့ရှင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏလောဘတဏရာဂဝိတမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှားယွင်ယွင်ပြုတ်ချင်မှုအဲ့ဒီ၃မျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရား၃မျိုးဟာ လူသားတွေဘဝလူခဘာကြီးကိုဖြည့်စည်တတ်တဲ့အကြောင်းတရားသုံးခုလို့အဲ့တော့ဒီသုံးတန်ကအင်္ဂုတ္တရနိကေမှာလာတဲ့သုံးတန်ဒီမှာတော့အဲ့တော့ပဲဖွင့်တယ်အဲ့ဒီမှာအာဓမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာရာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုယ်နဲ့မပတ်သက်တာကိုပါ တွေ့တာလာတယ်ဆိုရင်အာဓမဒီလိုဆိုလို့ရတယ်နော် ဝိသမလောဘကလည်းကိုပိုင်တဲ့အရာပေါ်မှာလိုချင်တာတရားလုံးတယ်လို့ပြောလို့မရဘူးသူများပိုင်တာကိုလိုချင်လာရင်တော့ဝိသမလောဘဒါလို့ဆိုတယ်မိစ္ဆာဓမ္မဆိုတာတော့မာမယဉ်ယဉ်နေစဉ်သုံးလို့ကြိုင်တာတယ်မောမောမာမတွေလို့အဲ့တော့ဒီမှာထေရရဲ့ရှင်ပြချက်ကတော့အဲ့လောက်ပဲရှင်ပြသို့တော်စက္ကဝတိတုတ်တံမှာရှင်ပြထားတာလေးတစ်ခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုတွေ့တွေ့ရတယ် ဒီကနေ့ခင်မှာဖြစ်အတ္တမရာဂဆိုတာဘာကိုပြောတာတုံးဆိုတရားမဲ့တဲ့တဏ္ဍာကမတက်မရမယ့်နေရာကိုတက်မဲ့တယ်ဆိုပါစို့သားသမီးကตาကအမေကိုတက်မဲ့တာအဖေကသမီးကိုတက်မဲ့တာဟုတ်အဲ့လိုမျိုးအတ္တမရာဂလို့ခေါ်တယ်เนาะမတက်မရမယ့်နေရာမတော်တက်မဲ့တာဒါကတိခင်မှာဖြစ်နေတဲ့ဇယိုက်ချိုးပဲ ူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုးဒီဇယဆိုးမျိုးရှိတဲ့လူကိုကန့်ကွက်ကြတာနော်အဲ့ဒါဇယဆိုးတခုအတ္တမရာဂဆိုတာမဖြစ်တဲ့နေရာမှာတဏှာရာဂဖြစ်တာဝိတမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမယ်အလွန်အကျွံဖြစ်တာဝိတမလောဘလို့ခေါ် မိစ္ဆာဓမ္မကြတော့ဘာပြောတာတုံးလို့ဆိုခဏိခိခစ်စားနေတယ်မိစ္ဆာဓမ္မကဘာလဲဆိုနော်ပြောရမယ်ဆိုရင်စားတဲ့အတိုင်းပြောတာနော်စားတဲ့အတိုင်းပြောတာနော်ကြာကြာချင်းမမချင်းခဏိခိမှာလေခေတို့လက်စဗီယန်တို့ဂျီတူဂျီဆိုတာဂေတူဂေပေါ့ LDL ဟော G2 L L 2 G ပေါ့အဲ့လိုပဲပြောလိုက်ပြီနော်ကြာကြာချင်းမမာချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် round practice ပေါ့အဓိပ္ပာယ်ပြန်မယ် round practice ခဏခင်မှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးတွေရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာ ဥပဒေကခွင့်ပြုတယ်ဆိုတာလူလုံးတဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လုံးတဲ့ဒိဗေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မလွယ်လွယ်မှားမှားတွေဖြစ်ပေါ်လာတဲ့ဟာဟာလည်းပဲဇယိုက်ဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေစားတဲ့အတိုင်းဟောရတာမတတ်နိုင်ဘူးလေနော်စားတဲ့မှာလာပြီးတော့ကြည့်မယ်ဆိုရင်စားအောင်နဲ့တေချာပြပါမယ် အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့ตาနဲ့အမိသမီးနဲ့အဖေစွာမျိုးတို့အတ္တမချင်းချင်းစွာလေးအတ္တမရာဂဝိသမလောဘစွာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြာကြာချင်းမာမာချင်းအဲ့ဒီလိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးဖြစ်ပြခြင်းအကြောင်းတရား၃မျိုး ်ဒီလိုဆိုတယ်နော်ဖះဟောထားတဲ့အတိုင်းပဲထေကရာတွေပါဒီလိုဆိုထားတယ်ဒါလဲဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာခနေ့ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်းတစ်ထောင်လုံးအဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကျလာအသက်တစ်ထောင်တန်းရောက်တာအသက်တစ်ထောင်တန်းမှာဖြစ်ခဲ့ပြီပေါ့ဒီဟာဒီပို့ပို့များလာမယ်လို့ဆိုလိုတယ်။နောက်ကျရင်ဒီတဲ့ပို့မြင်ကြရအောင်ပါပေါ့ သက်ရှိရှိနေလို့ရှင်ပို့မြင်ကြရအောင်ပါပေါ့နော်ပို့ပြီးတော့ရောက်ဥယေတွေများလာအောင်ပါပေါ့နောက်ကြလို့ရှင်ဟောအရေးအတွက်တွေများလာအဲ့ဒါလို့ကမ္ဘာလောကကြီးကဖြစ်ပျက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုတာဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ် ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေပါလောက်လာကြတော့နံပါတ်1ကတိဏ္ဏာနိတတ္ထာနိဆိုတာတမငါးပြင်ပြောမယ်ဆိုရင်ဒီတတ္ထဆိုတာလက်နဲ့ပဲတိဏ္ဏဆိုတာထက်တာဓာတ်လို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာတ်ပေါ့ခုခေတ်ကဓာတ်ခက်မဟုတ်တော့ တလောကတောင်းတောင်းရေးတာဓာတ်ထုတ်မှုတွေများလာကြီးလားဘာလို့အေးတနတ်ဝဲမရလို့တနတ်ဝဲရရင်ပြစ်ခတ်မှုတွေဖြစ်မှာပေါ့အခုကတနတ်မရှိလို့ဓာတ်ထုတ်မှုများဆိုးသွားနော်မင်းဓာတ်ထုတ်မှုတွေများလာကြီးလားဆိုတော့တနတ်မဝဲမရအဲ့ဒါလိုပဲအဲ့တော့ဒိဏာနိတထာနိဆိုတာ very powerful weapon နော်အစွမ်းထက်တဲ့လက်နက်လို့ဆိုလို့ရတယ် powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့တည်နဲ့ဒီအဲ့ဓာတွေကင်ပြီးတော့လူတွေချင်းချင်းတတ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေတ်စာဖတ်လိုက်ရင်လည်းသိနိုင်နော်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘု து တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေအမှအပြင်ပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ ဒီတိုင်းဆိုရင်မြတ်စွာဘုရားကဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇေယျဆိုးတွေရှိတဲ့လူတွေဟာတဲ့တိဏာနိတတ္ထာနိခေတဝါအစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမဉ္ဇဇီဝိတံဝရောပင်တိတယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်ဟုတ်လားဒီကနေ့လုံနေတာဒီတိုင်းပဲလေပါဝါဖူဝပံအလုံးကိုစွမ်းထက်တာတိုက်တလုံးကဝုံးဆိုပြိုသွားမဲ့တာမှတ်ပြီးတော့ခဏလေးပဲနော် လေချောင်းကတိုက်တာပဲဖြစ်ဟောဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တစ်မြို့ပါဒီတဲ့ဆွမ်းထက်တာတွေမတုံးသေးလို့တော်သေးတယ်ပေါ့အဲ့ဒါကြတော့ဟိုခုနှစ်ရက်စစ်ပွဲဆိုဆနစ်တန်းရောက်ပြီဆိုတော့အခုလဲဆနစ်တန်းမယ်10ခု10ရာနဲ့တွေ့မယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏရဲ့ဘုံနေနဲ့တွေ့မယ်ဆိုရင်ခု10ရာထောင်သိန်းတော့ဒီလိုသွားတာပေါ့တောင်းသိန်းသားနော် အဲ့ဒါဆိုရင်စနစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာခြေကနန်းထဲမှာရှိနေပြီလေလူတက်တန်းကအဲ့တော့လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲရတော့ကြာကြာကြီးမတိုက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအလုံးဟာတည်ကြည်သွားမှာအဲ့ဒီမှာကြံတဲ့ပုဂ္ဂိုလ်တွေကတာဝေကကြီးစွာရပြီးတော့မေတ္တာတွေတူးနဲ့တူမေတ္တာထားကရုဏာထားပြီး လူလောကကြီးကိုပြန်လည်ပြီးတော့ဟိုသူတို့ဟာအကျဉ်းအတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ဟိုစောင့်ရှောက်ကြတော့မှကြံတဲ့လူတွေကစောင့်ရှောက်တယ်အများကြီးကတော့တည်သွားပြီပေါ့အဲ့တော့လောကလူလောကလူတွေပျက်စီးနေတာတိဏ္ဏိတ္ထာဏိဂေတဝအိညာမိညာဇိဝိတံဝရောပင်တိတဲ့မြတ်စွာဘုရား တကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တဲ့တေနဘဟုမနုဿာကာလကရွန်တိဒါကြောင့်လူတွေအများကြီးသိကုန်တယ်ခဏိလေနေဝချွဲသိနေတာလေနေစင်နဲ့အမြတေတာအများကြီးသိနေတာအဲ့ဒါလူလောကလူဦးရေတွေရောပသွားခြင်းအကြောင်းပဲတဲ့ဒါတစ်ခုနော်ဒီဇေယျဆိုးတွေရှိနေရင်အခုဒီနံပါတ်1လက်နဲ့ လက်နဲ့ဆိုးကြီးလက်နဲ့ကပ်ဆိုးကြီးဆိုတာကပ်ဆိုတာခဏိခေကနားလည်ရတာတော့ MPD တို့ဘာတို့တယ်လီနော့တို့လောက်သိမှောက်အဲ့ဒါပြောတာမဟုတ်ဘူးเนาะကပ်ဆိုတာကပ်ပဆိုတဲ့စကားလုံးကလာတာကပ်ပဆိုတာဘမပြင်းမှာကပ်သုံးပါဆိုတာလူတွေကလည်းအဲ့ဒီကပ်သုံးခုမှတ်ကပ်ပဆိုတာအချိန်ပိုင်းကိုပြောတာ ဒီဆက်စတာကဲအော့ဒီပြဿနာကြီးကြုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကဘာစစ်ဖြစ်နေဆိုဒုတိယကဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ်ပါလို့ခေါ်တယ်ကပ်ပါဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတခုဆိုလို့ရပေါ့အခုလဲစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကတ်ဒါကိုကတ်လို့ခေါ်တာနော်အဲ့တော့ကပ်ပါဆိုတဲ့စကားလုံးကနေလာတာကတ်ဆိုအချိန်ပိုင်းလို့ပြောတယ် ရောဂန္တရကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေပြန်အဲ့ဒါလဲကတ်လို့ပြောမှာဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုသူဆိုလို့တယ်ပေါ့အဲ့တော့နမတ္တိကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာသေချင်မှု များသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးဒူးရီရောဘာကုန်တာဒါနမတ္တိတစ်ခုနောက်နမတ္တိဖြစ်နိုင်တာလူလောကကြီးပျက်စီးဖို့နမတ္တိဖြစ်နိုင်တာကျတော့ဘာလို့ဆိုရင် အဲ့ဒီလိုလူတွေဟာဇေယျဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ချင့်သုံးတဲ့အခါမှာအများစုကဇေယျဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်ဒေဝနာတမဒါရံဘဝိအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချာတယ်နော်များခြင်းများတယ်ညဲခြင်းညဲမရောခြင်းလည်းမရောရွာလိုက်ရင်လည်းပဲဟုတ်လားရွာလိုက်လို့ရှိရင်လည်းအကုန်ပြောချာကုန် အင်းဒီဘာတွေပါပါကောင်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးเนาะအဲ့တော့ကမိုးပေါ့အဲ့ဒါလို့ဒေဝတမ္မာဓာရံမမှန်ကန်ကန်သူရွာလေးရွာလိုက်တဲ့အချိန်မှာရွာတယ်မရွာသေးတဲ့အချိန်ကိုမရွာဘူးလွားတဲ့အချိန်မှာရွာတယ်ဆိုတော့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တေနဒုဗ္ဗိကံ အဲကြောင်လူတွေစုဆောင်းထားတဲ့စားစရာတောက်စရာတွေစပါးတွေပယ်တွေကြက်သွန်တွေပါသွားရတနည်းအားဖြင့်ပါသွားရသေးရှိတယ်လေနော်ကျွရရတွေပါအဲ့မှာပယ်တွေပါလှမ်းထားကြပါသွားရင်ညရေတိုက်စားလို့ပါသွားကြက်သွန်တွေပါသွားပြီပါသွားတယ်အဲ့ဒီလိုဖြစ်ယုံမြမကဘူးစိုက်လိုက်မိုးတွေရွာလို့အကုန်လုံးပါသွားတော့လယ်တွေလည်းပြက် ဆိုက်ပြိုးရေးတည်နှံနေအကုန်ပြက်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့အစာရေစာခေါင်းမငတ်မလားမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်သက်တန်စဘာလည်းမပြေဆုံးတော့ဘူးနောက်ဆုံးမှာတလာကောင်ဥဒ်ဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းတဲ့အသက်မွေးရတဲ့အခြေအနေမျိုးထင်အောင်ရောက်သွားနိုင်တယ်တဲ့ဒုတ်ဘိက္ခဖြစ်ပြီအစာရေစာခေါင်းမလို့ ုလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေးစာခေါင်းမာတဲ့ပုံလေးတွေမြန်ကြည့်မိရင်တော့အမတန်မှကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသိဆုံးကုန်ကြအဲ့ဒီသိဆုံးကုန်ကြသည့်အတွက်ကြောင့်လူဥယျာဉ်တွေလည်းယောပါသွားတယ်မြို့တွေယောတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်နောက်နံပါတ်3ကတော့ တမန်လူတွေမသိနိုင်တဲ့အချက်တခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရယ်နော်စစ်ပွဲဖြစ်လို့သေတာရယ်မိုးဖြစ်လို့ပြက်ကုန်တာတွေရယ်ဒါတွေကတမန်အဖြစ်တော့သိနိုင်တယ်နောက်နံပါတ်3ကြာတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှင်ဒီလူတွေမမြင်ရတဲ့အမနုဿလူထုတတဝါတွေအဆိုတာဒီနေရာမှာတူတယ်ဆိုတဲ့အဓိပ္ပာယ်เนา လူထုသရဝါလူထုသရဝါဆိုတာဘယ်သူတွေခေါ်တာတော့ဆိုဗုဒ္ဓတဆေတွေပြိတ်တာလေတရေတွေတပတ်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုက်ဆိုးရှိတဲ့ဘလူးတပည့်တရေတွေ တရေတွေတပတ်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်။နော်ထိမ့်ချုပ်မှုလွတ်ပေးလိုက်တယ်။မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝิญဉ္ဇဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြတလောကတော့မှတောင်းကြတယ်မို့လား။